မင်းတို့ကိုးကွယ်တဲ့ကောရမကိုလည်းလီးပဲกว่าတဲ့ဆဲတဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လိုက်တယ်အဟောစရာကောင်းတာကဒါကိုကျန်တဲ့အစ္စလာမ်ခရစ်ယာန်ဟိန္ဒူဘာသာဝင်တွေကဆဲတာမဟုတ်ပဲ ကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်ဗုဒ္ဓဘာသာဝင်ထဲကမှငါတို့ကအမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတယ်တန်ဖိုးထားတယ်ဆောက်ရှောက်တယ်ဆိုပြီးပါဇက်ကတသွင်လွင် ပြောနေတယ်ဗုဒ္ဓဘာသာဝင် လူတယောက်ကဆဲတာအောင်လို့ဆရာမကောင်းဘူးလားဗျကျွန်တော်တို့နိုင်ငံမှာဘာသာတရားရဲ့တန်ဖိုးကို ပြက်လို့ရပျက်စီးကြောင်းနေယနေ့လူငယ်တွေရဲ့ရှင်ဘတ်ထဲကိုစိုက်ထည့်ပေးခဲ့ကြတယ်အမျိုးသားရေးစိတ်ဓာတ်တွေကိုပြက်ပြားအောင်လဲလို့ဆိုပေးခဲ့ကြတယ်မင်းမျိုးချစ်လားမင်းမျိုးချစ်ရင်ဗုဒ္ဓဘုရားကိုမကိုးကွယ်နဲ့ဘုရားဘုရားရှင်ကကြရားလားကရင်လား မွန်လာချမ်းလာရခိုင်လာထင်လုံးပြောခဲ့တဲ့စကားမင်းတို့မျိုးရံလောက်အလောက်ချင်းရင်ဗုဒ္ဓဘုရားရှင်ကိုမကူခွဲ့နဲ့လူငယ်တွေရဲ့မျိုးချစ်စိတ်ကိုရိုက်ချိုးပြီးတော့ဖျက်ဆီးခဲ့ကြတယ်ဘုရားဖះရှင်ကအိန္ဒိယတိုက်ငယ်ရဲ့ ဇာသကုမာရမင်းသားတပါးပဲအရင်ကြီးကိုးကွယ်စရာမလိုဘူးအလေးထားစရာမလိုဘူးပုရောဘာသာရဲ့တန်ဖိုးနဲ့ခုံတော်တွေကိုချိုးနှိပ်ခဲ့ကြတယ်နိုင်ငံရဲ့အရေးပါတဲ့လူတွေလူတကာရဲ့ကြီးညိုလေးစားအားထားရတဲ့လူတွေဒါပေမဲ့အဲ့ဒီလိုအရာတွေကိုအံ့ဩစရာကောင်းတာကကျွန်တော်တို့နိုင်ငံမှာတက်သည့်နားလေတဲ့ အတိပညာရှင်အတတ်ပညာရှင်တွေတပုံကြီးရှိတယ်ဗျဘသူမှကန့်ကွက်တာထောက်ပြပေးတာလမ်းမှန်ကိုတဲ့ပေးတာအချင်းတော်ကမရှိခဲ့ကြဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ပညာရှင်တွေအမှုပညာရှင်ပဲဖြစ်ဖြစ်စာရေးဆရာတွေပဲဖြစ်ဖြစ်စာတတ်ပေတတ်တွေပဲဖြစ်ဖြစ်တချို့ယဟန်တွေတောင်ပါလေအမုန်းခံရမှအရန်ကြောက်ကြတယ်ဗျာ အဲ့ဒီရဲ့အမှားကဘာတွေဆက်ဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့လူငယ်တွေရဲ့စိတ်ထဲမှာအမှန်တရားလို့ထင်ပြီးယနေ့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဝင်နေအဓိကအားထားကိုးကွယ်ရာဖြစ်တဲ့ဗုဒ္ဓဘုရားရှင်တော်အစဲဆိုခံနေရတယ်အစော်ကားခံနေရတယ်အဝိဇ္ဇုံပြဗမာစကားရဲ့အပေါ်မှာတော့မှတိုက်ခိုက်ဝေဖန်ခဲ့ကြည့်ဥပမာမြမစကားမှာ sorry ဆိုတာမရှိဘူး တောင်းပန်ပါれဆိုတဲ့မြန်မာစကားကမြန်မာတွေမျက်နာပြတ်မှကြောက်လို့ပြောခဲ့တဲ့စကား sorry လောက်မလေးနဲ့ဘူးပေါ့မြန်မာစကားမှာတောင်းပန်ပါれကိုကလမ်းသွားရင်နဲ့တကူတကူတိုက်မိရင်တော့တောင်းပန်ပါれခမရအတ္တိတပိုးပြီးလေးလေးနက်နက်ဆိုလို့ရှိရင်ကတော့ကတော့လို့ပြောတဲ့စကားတွေရှိတာအများကြီးပဲလေဒါပေမဲ့ရေရဲ့ချက်ရှိရှိစာပေတွေကရင်ကျင်းမှုတွေကော ဘာသာတရားတွေကအမျိုးသားရေးစိတ်ဓာတ်တွေကကိုတော်တော်များများကိုလူငယ်တွေရဲ့ရင်ထဲမှာမရှိလောက်အောင်ကိုရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်ရည်ရချက်ရှိရှိနဲ့ဒီနေ့အဲ့ဒီလိုစကားအတန်နေအဲ့ဒီလိုအပြုမူတွေကြောင့်ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့လူငယ်တွေမှာဘာသာတရားရဲ့တန်ဖိုးကိုအလေးမထားတော့ဘူးမြို့ချစိတ်ဆိုတာဘာမှမသိတော့ဘူး မြန်မာစာဆိုတာဘာမှမသိတော့ရရင်နဲ့ကြားရမယ်ဟာကိုရပင်းနဲ့ကြားတဲ့လူကကြားလိုက်တာရှိတယ်အရန်ဝမ်းနေစရာကောင်းတယ်နော်ဒါတွေကိုဘသူတွေကပြောလဲဆိုရင်နိုင်ငံရဲ့အထင်ကရကြော်စောထင်ရှားတဲ့လူတွေကိုနိုင်ကိုကဒီလူတွေပြောလာတော့ဒီနိုင်ငံမှာဒီလူတွေကိုစံနမှုထအတူယူလေးစားအားကြရတဲ့လူတွေရဲ့စိတ်ထဲကိုရောက်သွားတော့ဘာတွေဖြစ်ကုန်လဲဆိုရင်ပုဂ္ဂိုလ်ွယ်ပြီးအရေးကိုရန်သူတွေထင်လာကြကုန် အစိုးဆုံးကကျွန်တော်တို့နိုင်ငံမှာအမှန်တရားကို အမှန်တရားလို့မပြောရတဲ့လူက80ရာခိုင်နှုန်းလောက်ရှိတယ်။အဲ့ဒီထဲမှာနုပညာရှင်တွေပါတယ်၊စာတပ်ပေတတ်တွေပါတယ်၊တချို့ဆိုယဟန်နေတော်ပါသေးတယ်ဗျ။မှန်တရားကိုပြောဖို့ကျွန်တော်တို့နိုင်ငံမှာဘာကြောင့်ဝင်လေးနေကြတာလဲ။ဒီကနေ့အမျိုးဘာသာသာသနာကိုကာကွယ်ပါမယ်၊စောက်ရှောက်ပါတယ်၊လေးစားပါတယ်ဆိုတဲ့လူတယောက်ကမင်းတို့ကိုးကွယ်တဲ့အလေးနက်ထားတဲ့ ောရမကူလေလီးပဲဆိုတဲ့ဇကာကကျွန်တော်ရင်ကိုအရန်ကိုနာစီတယ်ပြကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တော့လေတော်တော်လေးကိုရင်လေးမိတယ်နော်ဒီလိုဇကာတွေကိုပြောတာကဘာသာကြားတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာဝင်နေပဲဖြစ်တယ်တကြဒီလိုလူတွေကိုကျွန်တော်တို့စန့်ကျင်ဖို့လိုတယ်လူကမှားတဲ့နဲ့အမှားနဲ့မမှားတဲ့နဲ့အမှားမျိုးရှိတယ် အမားတင်းနဲ့အမားကိုရေရဲချက်ရှိရှိနဲ့မှားလာပြီဆိုရင်အဲ့ဒီလူမျိုးကိုကျွန်တော်တို့လူပတ်ဝင်းကျင်မှာမထားတဲ့လူပတ်ဝင်းကျင်ကအဝေးဆုံးကိုတွန်းမှန်တိုက်ဖို့လိုအပ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပုံညာလင်းဖြစ်ပါတယ်